ဖြစ်တော့မှစီနီယာအများကြီးကြားတယ်ကျွန်တော်တို့အကိုတော်ဆရာသမားဆိုလည်းမမားပါဘူးဆိုတော့ကျွန်တော်တို့အသက်18 19နှစ်လောက်မှာတော့မှအကိုတို့ကဟိုသချင်းတွေတောက်လျှောက်ဆိုပြီးတော့နောက်ကျွန်တော်တို့လည်းခိုက်ကြီးလုပ်ပြီးခဲ့ပါလေကျွန်တော်တို့သချင်းဆဆိုတော့တော့အကိုတော်ဆရာသမားဆိုမမားပါဘူးအများကြီးလည်းအမှုပညာတွေဖန်တီးခဲ့ပါတယ်နောက်ပြီးတော့ဟိုကျွန်တော်တို့ထက်အများကြီးအတွေ့အကြုံတွေရင့်ကျက်တယ် ခီးတွေသွားရင်ကျွန်တော်သူနဲ့အတူအိတ်ခဲရတဲ့တခန်းနဲ့အိတ်ခဲရတဲ့အချိန်တွေရှိပါတယ်အဲ့တော့အမေကကျွန်တော်တို့ဆုံးဆုံးမတွင်တင်တာလေးတွေလည်းရှိပါတယ်လို့အဲ့တော့အဲ့ဒါတွေကဟောပါပဲအမှတ်တရပါပဲလူကြီးပိသားတဲ့လူကြီးအမှုပညာအမှုပညာရှင်အဆိုတော်တယောက်ပါလို့ပြောကြပါတယ်အမေကကျွန်တော်တို့တောက်ဆောင်တင်ပေါင်း40ကျော်မှာအမေကဆုံးပြပြီးတွင်တင်ဆုံးမတဲ့ကျေးဇူးတရားကိုမမေ့ပါဘူးဒါလေးပဲပြောကြပါတယ် ။ဒီကဟာလေး notes တွေကလည်းမလိုဘူး။ကျွန်တော်က notes မတော့ဘူးတတ်ဘူးကျွန်တော်သိလည်းမသိ။အဲကျွန်တော်ကမြန်မာအတိုင်းနေဟိုအင်္ဂလိပ်သင်းတွေကိုလေ radio ကနေနားထောင်ပြီးမှအဲ့ဒီဟာကိုကျွန်တော်တို့စာသားလိုက်ရေးအဲမင်းမင်းလက်လည်းရှိတယ်အဲ့တော့မင်းမင်းလက်ခေပေါ့အဲမှကျွန်တော်တို့သင်းညာလေးကိုဆိုတော့အေးဟိုအင်္ဂလိပ်လိုပဲဆိုရဲ အညီမအတမတော့သူကလစ်တီးတယ်လစ်တီးရဲ့အဲကျွန်တော်တို့အဲတော်မီတို့ကျော်ဆန်တို့က rhythm base အဲ့ဒါပဲပြီးတာပေါ့နောက်ပြီးတော့ကျွန်တော်တို့အဲ့လိုအချိန်ကုန်ခဲ့တာပေါ့နော်သူကနောက်ခွဲထွက်သွားပြီးတော့ခွဲထွက်သွားလာမှမဟုတ်ဘူးသူကအဆိုးကောင်းတော့အဆိုးတော့ဖြစ်သွားတာနော်အဲ့ဖေးတယ်ကင်ကကျွန်တော်နဲ့ငယ်တငယ်ချင်းလည်းဟုတ်တယ်သူကတန်တော်လေးပါနေတယ်ကျွန်တော်တို့ဖတ်ဆက်လာပါနေတယ် တော့ကျွန်တော်သိရအနုပညာရှင်စစ်တယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်အဲငွေနှောင်းလိုက်တဲ့အနုပညာရှင်လည်းပါလဲမပါဘူးပေါ့နော်သူအနုပညာဘောပဲသူချစ်ချစ်ခင်နဲ့တစ်သလုံးသူရက်တည်ပြီးလှုပ်သွားတယ်လို့မြင်တယ်ဗျအနုပညာဘောပဲသစ္စာရှိရှိနဲ့လို့ဆိုင်ဆုံးကတော့မြခွာညိုပေါ့ဗျာမြခွာညိုနှွေဒီဇင်ဘာနဲ့နဲ့ခင်အများကြီးရှိပါတယ်တကယ်ကြိုက်ခဲ့တာကတော့ခုနပြောတချင်းလေးတွေပေါ့ကျွန်တော်အရန်ဆွဲမြတ်ကျွန်တော်မှတ်တရတော့မှနှွေတချင်းလေးကျွန်တော်ပြန်ဆိုဖြစ်သေးတယ်အဲသူနဲ့ အဲ့ဒါလေးအမှတ်တရဖြစ်သွားဘူးငင်းငင်းရေးဆိုတော့လူကိုတင်စားကြပါငင်းငင်းရေးအဆိုတော့သူကငင်းငင်းရေးပဲသူဆိုမြတ်ချင်းရလို့အချက်တချင်းလေးတွေပဲဟိုအချက်ပရိုင်းတွေမပါဘူးဟိုတော့ခုနကရော့ပီလာနဲ့ကိုမီရာဟိုလိုက်ကတော့ပဲလို့ဟာမျိုးကအစားကိုမီရာဆိုရင်ဟိုတချင်းရအရင်ပြလို့မယ်သူကအေးအေးလေးပဲဆိုပါဘူးကိုမီရာကတော့လူရုံးပါတော့အစားပါတော့သူတချင်းရချက်ပေါ်ပါဘူးသူကလည်းတချင်းလည်းလဲအောင်အတိုင်အေးတယ်လို့လူလည်းအေးတယ်လူမြေဆိုတော့ပြောချင်ပါတယ်